ကိုယ့်ရဲ့အမားတွေကိုသင်္ကန်းစာအဖြစ်ပြောင်းလဲပါဒါဟာကိုကိုကိုပြုပြင်ဖို့အတွက်ပြင်ဆင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းပါကိုကိုကိုမပြင်ဆင်ခြင်းတဲ့သူတွေကတော့အမားတွေတဲကလည်းသင်္ကန်းစာမယူအဲ့ဒီအမားမျိုးတွေကိုလည်းထက်ခါထက်ခါလုပ်နေကြတယ်ကိုကိုကိုပြုပြင်ပြောင်းလဲဖို့အတွက်ဘယ်တော့မှနောက်ကျရဲဆိုတာမရှိပါဘူး ဒါပေမဲ့အခုစတင်ရင်တော့အကောင်းဆုံးလေမနေ့ပြန်မှစတင်လေတပတ်ခါမှစတော့မယ်ဆိုတာကဘယ်တော့မှမစတော့ဘူးဆိုတဲ့သဘောပဲကိုကိုကိုပြုပြခြင်းကိုကိုကိုပြောင်းလဲခြင်းဟာတခြားအရာတွေတခြားသူတွေကိုပြောင်းလဲဖို့ကြိုးစားခြင်းထက်ပိုပြီးတော့မှလက်တွေ့ကြတယ်အလုပ်လည်းဖြစ်တယ်အကျိုးလည်းရှိတယ် ိုကိုကိုပြုတ်ပြင်ဖို့အတွက်အကောင်းဆုံးအချိန်ကမနေ့ကလည်းမဟုတ်ခဲ့ဘူးမနေ့ပြန်လည်းမဟုတ်သေးဘူးအခုပဲဒီတော့အခုပဲပြုတ်ပြင်ပြောင်းလဲပါကိုရဲ့အားနည်းချက်ပြုတ်အားတာချက်ဖြစ်ပြောင်းလဲပါကိုရဲ့အားတာချက်ပြုတ်ကိုလည်းပို့ပြီးတော့မှအားတာစူးစမ်းပါအဲ့လိုမျိုးပဲကိုရဲ့အားတာချက်တွေကိုအားနည်းအောင်လုပ်ရမယ် ပို့ပြီးတော့အားနည်းအောင်လုပ်နိုင်မယ်ဆိုရင်တော့ဘဝကတာယာမှာမဟုတ်ဘူးအပြောင်းလဲဆိုတာကခက်ခဲပါလေအပြောင်းလဲဆိုတာကမလွယ်ကူပါဘူးအထူးသဖြင့်ကောင်းတဲ့ဘက်ကိုပြောင်းလဲဖို့ကပိုခက်ခဲပါလေဒါပေမဲ့ကောင်းတဲ့ဘက်ကိုပြောင်းလဲခြင်းမှာတော့မြင့်မားတဲ့တန်ဖိုးတွေရှိနေဒီတော့ကောင်းတဲ့ဘက်ကိုပြောင်းလဲဖို့မပြီးပါနဲ့ကိုယ့်ရဲ့အတွေးတွေကိုပြောင်းကြည့်ပါ ကိုယ့်ရဲ့ဘဝပါပြောင်းလဲလိမ့်မယ်အတွေးတွေဆိုတာကကောင်းတဲ့အတွေးတွေကိုပြောတာပါဒါကတော့ကျွန်တော်တို့ငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိရဆိုလို့များတာဖြစ်ပါတယ်ကျွန်တော်ရဲ့ငယ်တွေမိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်သန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညံနေအောင်ပါခင်ဗျ